ဘဘာရီဘာကိုခြေတစ်ဖက်လှမ်းနေပြီမယ်ခေါ်ယူခြင်းနေတဲ့အသင်းတွေများနေတဲ့ဗာဒီအားလုံးမင်္ဂလာပါလက်စတာအသင်းဟာ2015-2016ဘောလုံးရာသီမှာတော့မထက်မှတ်ထားပဲပရီးမီးယားလိချန်ပီယံဖြစ်လာခဲ့ပါတယ်အဲ့ဒီနှစ်တွင်းကအသင်းရဲ့တိုက်စစ်မှာရေးပါတဲ့ဂိုးတွေကိုသိမ်းယူပေးခဲ့တယ်တိုက်စစ်မှုဂျင်မီဗာဒီကိုပြန်ပတ်ပရီးမီးယားလိအသင်းတွေအပြင်ဥရောပအသင်းကြီးတွေကပါခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်အဲမဲ့လေဗာရီယာအပြော်တန်းကလပ်မှာကစားနေတဲ့သူကိုယုံကြည်မှုတွေပေးပြီးခေါ်ယူခဲ့တယ်။လက်ဖတာသင်းမှသာဆက်ကစားခဲ့ပါဗျ လက်စားအသင်းပိုင်ရှင်ဖြစ်တဲ့ထိုင်းလူမျိုးဗီလီယနာဗီချိုင်းက2018ခုနှစ်တွင်ကပရီးမီးယားလိပွဲစဉ်တစ်ခုအပြီးမှာရဟန်းပြတ်ကျပြီးတော့တည်ဆုံသွားခဲ့ပါတယ်။အဲဒီအချိန်ကစပြီးတော့အသင်းရဲ့ငွေကြေးပိုင်းနဲ့အခက်တွေ့လာခဲ့ရသလိုအထူးကကစားသမားတွေကိုလည်းထုတ်ရောင်းခဲ့ရပါတယ်။ဒါပေမဲ့လေချီမီဗာဒီကတော့ကစားသမားတွေဘလို့ပဲထွက်သွားထွက်သွားလက်စတာအသင်းမှာပဲတစ်ဆာရှိရှိကစားပေးခဲ့ပါလေ။အဲဒီလိုနဲ့2020-2023ဘောလုံးရာသီမှာတော့လက်စတာအသင်းလဲပရီးမီးယားလိဂါနေမျောလင့်မဲ့တန်းဆင်လာခဲ့ရပါလေ အဲ့ချိန်မှလည်းအသင်းရဲ့အဓိကကစားသမားတချို့ကချက်မြဲရှစ်ကိုမလိုက်ပါတော့ဘဲနဲ့အကိုစီအသင်းပြောင်းသွားခဲ့ကြပါတယ်။ဒါပေမဲ့လည်းဖာဒီကတော့ left အသင်းနဲ့အတူချက်မြဲရှစ်တီလိုက်ကစားပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာအရှင်နှစ်တွေကလိုပုံမှန်ပွဲထွက်ခွင့်မရတာတော့မှ left အသင်းအတွက်ဆက်ရှစ်ကိုတင်တာပေးသေးတာပါ။အဲ့ဒီထဲမှာ16ကူကချက်မြဲရှစ်ပွဲတွေမှာတွင်ထားခဲ့တာဖြစ်ပြီးတော့အသင်းရဲ့ထိပ်တန်းကူသွင်းရှင်လည်းဖြစ်ခဲ့ပါတယ်။ left အသင်းကပြီးခဲ့တဲ့ရာသီမှာတော့ Premier League ကိုတကြောပြန်တန်းတက်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းဒီယာဒီပရီးမီးယားလိမှာလက်ဖတာအသင်းနဲ့ထင်သာတလောက်မလုပ်ပြနိုင်ခဲ့ပဲနဲ့ချန်ပီယံရှစ်ကိုတန်းပြန်ဆင်သွားခဲ့ရပါတယ်အတွက်ရလာပြီးဖြစ်တဲ့ဗာဒီကလည်းပရီးမီးယားလိမောင်ရုံးကန်လာခဲ့ရပြီးတော့တင်းကိုကိုကိုသာတင်းယူနိုင်ခဲ့ပါတယ်။ဒီနေ့ခါလက်ဖ်စာတင်းတန်းဆင်ရတဲ့အချိန်မှာဗာဒီလည်းချန်ပီယံရှစ်ကိုလိုက်သွားတော့မှာမဟုတ်ဘဲနဲ့အတင်းကနေထွက်ခွာသွားတော့မှာပါ။တကယ်တမ်းဆိုရင်ပြီးခဲ့တဲ့နှစ်နွေရာသီမှာကလေးကအတင်းကနေထွက်ခွာဖို့အတွက်နှိစက်ခဲ့တာဖြစ်ပါတယ်။ဘလို့ရဲ့ဖြစ်ဖြစ်အတင်းမှာ73ရက်ကျော်တစ္ဆာရှိရှိနဲ့ကစားပေးခဲ့တာကြောင့်ဗာဒီတယောက်တောင်းဝင်ကြည့်ရလို့ပဲပြောရမှာပါ။ လက်တာသင်းကနေထွက်ခွာလို့မဲ့ဗာရီယာအသက်ရရလာပြီဆိုပေမဲ့ခေါ်ယူခြင်းတဲ့အသင်းတွေကတော့ရှိနေသေးပါတယ်။ဒီထဲမှာပရီးမီးယားလိကလပ်အသင်းနဲ့တင်းနောက်မှာပါဝင်နေရလို့သိရပါတယ်။ဗာရီကိုခေါ်ယူဖို့အတွက်အဓိကစိတ်ဝင်စားနေတဲ့အသင်းတွေကတော့ Scotland အင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ Ranger အသင်းပဲဖြစ်ပါတယ်။ Ranger အသင်းက2021ရာသီနောက်ပိုင်းကတည်းက Scotland Champion ဆုကိုရယူထားနိုင်ခြင်းမရှိဘဲနဲ့ခါးသီးပြိုင်ဘက်စတစ်ကိုမကျော်ဖြတ်နိုင်ပဲဖြစ်နေရပါတယ်။အကြောင်းလာမဲ့ရသည့်အတွက်အသင်းကိုအင်အားဖြည့်တင်းမှုတွေလုပ်ချင်နေတာဖြစ်ပြီးတော့ဝိုင်းတိုက်စစ်မှုကြီးဗာဒီကိုခေါ်ယူချင်နေပါတယ်။ ။မန်ချက်စတာနားပါသည်ချန်ပီယံလီဂ်ကိုပလေးအော့ဖ်ဆင်ကနေလည်းကစားဖို့ရှိနေပါတယ်။အကြံဖာဒီနေနဲ့ရ ेंजर အသင်းကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင်ဥရောပပြိုင်ပွဲကြီးတွေမှာလည်းပြန်ကစားခွင့်ရနိုင်ပါတယ်။ဖာဒီနဲ့ရ ेंजर အသင်းတို့ရဲ့အပြောင်းရွှေ့တကယ်ပဲဖြစ်လာမလားဆိုတာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။အဆုံးသတ်ကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။